ဒီမိုကရေစီလမ်းကြောင်းကိုတွားမယ်ဆိုရင်ရွေးကောက်ပွဲကမဖြစ်မနေဖြတ်သားမယ်ကိစ္စလေရွေးကောက်ပွဲမရှိလို့ဖြစ်မှာမဖြစ်ဘူးအဲ့တော့ရွေးကောက်ပွဲဒီခင်ဗျားစိတ်ပါတီဖြစ်စီပါပါတီဖြစ်စီရွေးကောက်ပွဲကရှိကိုရှိရမယ်ဒါကြောင့်ကျွန်တော်တို့ကဘယ်ပေးရေးကမ်ပိန်းဟာနိုင်ငံရေးခန့်ကဏ္ဍကိုပြစ်တင်ရေးလို့ဆိုတဲ့ဥစားကြီးပေါင်းပြီးတော့ပါတီတစ်ခုလည်းမဟုတ်ပဲနဲ့ပေါင်းပြီးတော့မဲဆွဲတာမဟုတ်ဘူးအခုပါတီကိုမဲပြစ်ပါလို့ပြောတာမဟုတ်ဘူးပေါင်းပြီးတော့လူတွေဒီဟာဒီဒီရွေးကောက်ပွဲကိုဆက်ဝင်ကြတာရွေးကောက်ပွဲကနိုင်ငံတစ်ခုမှရှိကိုရှိရမယ်နိုင်ငံတော်ကြီးကလည်းပြောပြီးလေ ဒါကိုကျွန်တော်ဒီကမ်ပိန်းကိုလုပ်တာစနေပါတယ်ဒီကောက်ပွဲကော်မရှင်ကအမိန့်ထွက်လာတယ်မြန်ဆန္ဒနယ်မြေထွက်လာတယ်ကျွန်တော်တို့ကတော့ဘူးနဲ့ကျွန်တော်တို့ကအင်အားအပြည့်ရှိတယ်ပေါ့ပြန်ပို့တော့မှပို့ပို့နေသေးတယ်ဒေါ်လာစရကိုယ်စရအရင်ချင်းတတ်မှတ်ချက်တွေလည်းထွက်မလာသေးဘူးထွက်မလာသေးတော့ကျွန်တော်တို့ကအရင်ဟာလေးကိုပဲခူးတော့အဲဒါကိုစူပါစို့ညွတ်နယ်တပြီပါမင်းတို့၄ရောက်၅ရောက်ရထားပရမဒုတိယတတိယစတုထားရဲ့လို့မင်းတို့အဲ့လိုအတမနဲ့ရထားအဲ့စင်းလေးမင်းတို့တို့ပေးတို့ကဟို တတိယဖွဲ့စည်းပုံနဲ့လူလက်ကမ်းမှုထောက်ခံမှုရှိမှာကိုဆွေးနွေးမယ်ပြီးတော့မှဒုစိုးကဒီလိုပြောနေတာဆိုတော့ကျွန်တော်ကတော့ကုသလည်းပြည့်ရှိပါတယ်အာဒီငလျင်ကအခုကျွန်တော်မလာ28နေပါဖြစ်တယ်မလားဖြစ်တော့ကျွန်တော်ရုံးမှရှိတယ်ဒါမှန်တာပြောလို့ရှိရင်ကျွန်တော်ဒါလည်းအရင်ဖြေဘူးလေဗျ28 29နေရလို့ကျွန်တော်ဘာမှတိတ်ပြီးတော့မလုပ်နိုင်ဘူးကျွန်တော်ပါတီမှလည်းအများကြီးဖြစ်သွားတာပေါ့နော်ဟိုပါတီမှလည်းရုံးတွေလည်းပြတ်တယ်နော်တနင်္ဂနွေလို့အခုဖြစ်တဲ့နေရာ6နေရာပေါ့နော်စကိုင်းမန်းလေးတိပြီးတော့နော်ရှမ်းတောင်မကွေးအဲ ဘကိုဒီ6တရားဖြစ်တာပေါ့ကျွန်တော်တို့နေပြီးတော့မှတော့အသေးဆုံးပြီတနိုင်ငံလုံးဆိုရင်အခုကျွန်တော်35ရောက်တက်ဆုံးချုံတယ်ပါတီဝင်တွေလေ34ရောက်ဓာရရတယ်အိတွေယုံတွေကဟို1083လုံးကပြားပြားပဲဖြစ်သွားတယ်ကိုကိုကတော့ကနေကိုပေါ့လာမှန်တာပြော28 29ကျွန်တော်တို့ဘာမှသိလို့လို့မရဘူးတိုးတော်လဲ30နေမနေ့ကစပြီးတော့ကျွန်တော်တို့ကအနိုင်ငံပါတီဆိုတော့ပြပြည်သူကိစ္စကိုလည်းကျွန်တော်ဆောင်ရွက်ရတာပေါ့တစ်ဖက်ကကိုကိစ္စကိုကိုလှုပ်ရင်းနေပေါ့တစ်ဖက်ကလည်းကျွန်တော်တို့ ဟိုအရေးပေါ်ငလျင်တန်းကုညီကေစီအလုပ်အဖွဲ့ဆိုပြီး ad hoc အဖွဲ့ကိုဖွဲ့လိုက်တယ်ကျွန်တော်ဥဆောင်ပြီးတော့အဖွဲ့ဖွဲ့တာပါအဲ့ဒါနဲ့ dog shop ကျွန်တော်တို့လုပ်တာပါပထမဆင်းကဘာလုပ်လဲဆိုတော့လိုအပ်ပေးတဲ့လုပ်ငန်းတွေကိုဥဒေရာတွေစပြီးတော့ဘရောဘာအလုံးတွေတဲ့အဆင့်ထိဒါကျွန်တော်ဆောင်ပေးတယ်ဒုတိယကတော့အာရဒါနာပေါ့တနေ့ကိုကျွန်တော်တို့မနေ့ပိုင်းတထောင်စာညနေပိုင်းတထောင်စာကြားနေမှာပါเนาะဒီဒီဒီနေ့ပြီးတော့မှာဒါတွေကျွန်တော်ချက်ပြုတ်ကျွေးမွေးတဲ့ဟာတွေကျွန်တော်လုပ်တယ် တတိယကကျွန်တော်တို့တွေးလူထမ်းတဲ့ကိစ္စတွေဒါတွေကျွန်တော်တို့လုပ်တယ်စုထားကတော့ဟိုကျွန်တော်တို့လိုအပ်ချက်တွေပေါ့အာလိုအပ်ချက်တွေမှာကျွန်တော်ပွင့်ဖြည့်ဆည်းပေးတာပေါ့အဲ့လိုဖြည့်ဆည်းပေးနေအောင်လည်းကျွန်တော်တို့တကယ်အထူးအထီးသွားတဲ့ဟိုပေါ့မန္တလေးရဲ့နေပြည်တော်ရဲ့စကိုင်းကိုကျွန်တော်တို့ကျွန်တော်ပါတီရံဘုံကတည်းကသိတထောင်ကြီးကျွန်တော်တို့ဖြည့်ပေးတယ်ကျန်တဲ့ဟိုနည်းနည်းပဲထိတယ်လို့ပြောလို့ရတယ်ဗကူးရှိဗကူးရှိဆိုတဲ့လေးမြုံနဲ့ထိတယ်လေတောင်ကွာပို့ဆိုးတယ်ဘကူးရှိရဲ့ ောက်ပြီးတော့ဟိုရှမ်းတောင်ရဲ့မကွေးရဲ့ကြတော့တိမ့်သွားစီအဲ့လိုဖြစ်ပြီးတော့သူတို့ငွေရောကျွန်တော်ငွေရောလူဝန်းငွေရတယ်ပေါ့ကျွန်တော်ဆောင်ရထားတော့ဒါဟိုဂဏိတိပဲဆိုပါစို့နော်ဂဏိတိပဲခုတော့နောက်ပိုင်းတော့ငါတော့ဒီ recovery state ဆိုတာကျွန်တော်တို့လုံးလို့မရဘူးပေါ့ဗျာနော်တွန့်ကျင်မှုမရှိဘူးပေါ့အဲ့တော့ကျွန်တော်တို့ကလိုရရင်လုပ်ဖို့ဆိုပြီးတော့ကြံတဲ့ငလင်တာမရှိတဲ့နေရာတွေကျွန်တော်တို့တနေရာကိုလူတရားတရားကြည်ကြိုက်ဆိုစုဖွဲ့ထားတယ်လိုအပ်လို့ကျွန်တော်ချက်ချင်းထည့်မယ်သို့တော်လဲလောလောဆယ်တော့ကျွန်တော်ဟိုမထည့်သေးဘူးမထည့်သေးဘူးဆိုတော့ကျွန်တော်လည်းဘာမှသိ မလုပ်နိုင်ဘူးလေဒါတော့နိုင်ငံတော်စုရဲ့အစီအမံမူတည်ဆောက်ဖို့ပြင်ပတ်တော့ကျွန်တော်လုပ်နေတာတော့အများကြီးပါပဲခေါင်းစဉ်ကိုကမန္တလေးငင်းကြီးအပြီးမှာနော်နိုင်ငံစီဝါရေးကိုပြန်လဲပြန်လဲပြီးတော့ကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းဆိုတာပန်တပိုင်အဲ့တော့ကျွန်တော်တို့ကစဉ်းစားကြည့်တာကုစားခြင်းမှာဘယ်ဟာတွေကို priority ပေးမလဲပေါ့ဘယ်ဟာတွေဥစားပေးမလဲဘယ်ကဏ္ဍတွေဥစားပေးမလဲနာမဆက်ဥစားပေးမလားအရာတွေဥစားပေးမလားဆိုတော့ဒါကိုကျွန်တော်နားထောင်ကြည့်ခြင်းတယ်ကျွန်တော်တို့ပါတီမှာတော့အများအားအင်္ဂါနေတိုင်း ဒီအကြီးကြီးတွေစုစုပြီးတော့လေနိုင်ငံဖွံ့ဖြိုးတိုးတက်ရတူတက်ကြောက်အခုလည်းပဲကဏ္ဍလည်းဆွေးနွေးတာရှိတယ်ကျွန်တော်စဉ်းစားတာရှိတယ်ကျွန်တော်ဆွေးနွေးတာရှိတယ်ဒီမှာတော့ဝင်ဆွေးနွေးမှာမဟုတ်ပါဘူးဘာကျွန်တော်ကစပီကာလည်းပတ်ဘူးလေဒါဒီကတော့ပညာရမှာပေါ့အဲ့ဒီဘိုက်တွေပြီးရင်သူကဘလို့ပြန်ပြီးတော့ထူတော်ကြီးတော်ကြီးလုပ်လဲဟိုကျွန်တော်တို့ဟိုနိုင်ငံတော်ကြီးကိုပြောတော့တာဆိုရင်အများကြီးပါပဲဒီကမင်းဝင်ပြီကိုတီးရတော့တက်ထပ်45မိနစ်ဆက်လို့ပြောတော့အဲ့တော့မှတ်ဆရာကြီးအများကြီးပါတယ်တကယ်ဖြစ်တင်တာကတော့ပြန်လည်ထူတော်ကြီးလုပ်ငန်းတွေမှာဘာလို့ဟိုသူတိဆိုးတဲ့လူတွေရှိတယ် ဒါကြတဲ့လူရှိတယ်ပျက်စီးတာရှိတယ်ဒါတွေအပြစ်ကိုလူတွေမသိတဲ့ trauma ရတာတွေအများကြီးရှိတယ်စိတ်ပိုင်းဆိုင်ကကုသမှုတွေအပိုင်းတွေမှာပါမလားမသိဘူးပေါ့ပါစေချင်တာပေါ့နော်အချို့ကလေးတွေဆိုရင်လေအင်္ဂလိပ်တန်းထိရကလေးဆိုရင်အခုဝုန်းတို့တစ်ခုပြုတ်ကြရင်လမ်းပြီးတော့ထွက်ပြေးနေတဲ့အဆင့်တွေမှာရောက်နေတယ်ကျွန်တော်တို့ကိုယ်တိုင်ထိတယ်ကျွန်တော်ကျွန်တော်အိမ်ဆိုပြတ်သွားတယ်ကျွန်တော်ယူရုဆိုမြိုက်ပြတ်တာပဲကျွန်တော်ကိုယ်တိုင်လည်းရုံးကန်နေရတာပဲပေါ့ဒါတွေကိုလာပြီးတော့နားထောင်ကြည့်တာပါတကယ် ကိုယ်တက်ကြွနဲ့ပုဂ္ဂိုလ်ကြီးကြီးရတယ်ဘာရလာမလဲဘောနော်ကျွန်တော်နိုင်ငံအတွက်ဘာထောက်ကူပြုမလဲထောက်ကူပြုမှာတော့ကျင်းသေးတယ်ခုနလည်းနိုင်ငံတော်ကြီးချုပ်ပြောသွားလေဟောဗောအတိတ်ဒုက္ခကြရည်ကနေအခွင့်အလမ်းဆိုတာရလာနိုင်တယ်ဒါတော့ကဘာတော်ဝင်ဖြစ်နေကြတာအခုကိုယ်ပြောလဲကဘာတော်ဝင်မယ်လာအပိတ်ဆိုကဘာတော်ဝင်မယ်ရေကြီးတာဆိုတော့ကဘာတော်ကဘာတော်ဖြစ်နေတာပါကိုယ်နိုင်ငံကလည်းပါတယ်အဲ့ထဲမှာမှအခုကျွန်တော်ကကျွန်တော်ကနေရာတိုင်းရောက်တယ်လေကျွန်တော်စကမ်းရောက်တယ်မန္တလေးရောက်တယ်နေပြည်တော်ရောက်တယ်ကျွန်တော်ဟိုဘက်ရောက်တယ်တောင်ကြီးဘက်ရောက်တယ်မကွေးတော့ကျွန်တော်မရောက်သေးဘူး ရောက်တဲ့နေရာတိုင်းမှာ price လုံးမလုပ်တဲ့လူတွေအများကြီးပဲရှိတယ်။ကျွန်တော်နိုင်ငံသားတွေရဲ့စိတ်ကူကတခုဖြစ်လို့ရှိရင်ဝိုင်းပြီးတော့ကူကျင်တဲ့စိတ်ရှိတာပေါ့ဗျာ။ကူကူကျင်ခြင်းနဲ့တတ်တက်တော့ပြီးတော့လှုပ်ပေးခြင်းနဲ့ဆိုတော့ဒီအထက်မှာပဲကျွန်တော်နိုင်ငံတွင်းစီးလို့ညညရေးပေါ့။အနာဂတ်နိုင်ငံတော်တွေပို့ပြီးတော့စီးဦးတဲ့လူမျိုးတွေပို့ပြီးတော့စီးဦးတဲ့စိတ်စိတ်ဓာတ်တွေနော်တော့ပို့ပြီးတော့ကောင်းလာတဲ့ဤပညာတွေနော်နိုင်ငံဆက်ဆံရေးပို့ကျေပြန့်လာတယ် ူညီပေးလာတယ်အဲ့ဒါဒီအားလုံးဟာဒီအစိုးရကနေထွက်လာတဲ့ opportunity အခွင့်အရေးလို့ကျွန်တော်တော့ထင်တယ်လေဒါကြီးနေရမယ့်ကိစ္စတွေပဲဒီကျွန်တော်တို့ post disaster နဲ့ပတ်သက်လို့ခုနအများကြီးပြောသွားပါတယ်เนาะနောက်ဆုံးဒီ economic recovery plan ကိုဆွဲဖို့အစီအစဉ်ပြောသွားတယ်ဒါဒီလုပ်ဖို့အတွက်ဒီဘက်စီမံဘဏ္ဍာဘက်က need assessment လိုတယ် need assess my law amendments ကိုလည်းခုနကဦးကူကြီးတို့ပြောသွားတယ်။ဒါတွေကအင်မတန်ကောင်းတာပေါ့။ long term plan တွေပေါ့ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ခါတွေကကျွန်တော်ကနေပြည်တော်မှာနေတော့လေအခုဖြစ်သွားတဲ့ဒီအကွိတ်ကလည်းတကယ်အပြင်းဆုံးနေရာတွေကစကိုင်းမန်းလေးနေပြည်တော်ကိုဟလာဒုတိယပြင်းတဲ့နေရာတွေကမကွေးရှမ်းတောင်ကျွန်တော်တို့အကိုဆိုတော့နေရာကျွန်တော်ရှမ်းဟွာမကွေးရလဲလို့ကျွန်တော်နေရာအလုံးကိုကျွန်တော်တို့ရောက်တယ်။နောက်ကျွန်တော်တို့ကလည်းကျွန်တော်တို့ဟိုပါတီထဲမှာဟို ad hoc အဖွဲ့တစ်ခုဖွဲ့လိုက်တော့ဖြစ်ဖြစ်နှစ်ရက်လောက်ကတော့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးခင်ဗျ။ ကိုယ့်ကိုလည်းကွဲပြဲလဲတယ်ကိုကျွန်တော်ကျွန်တော်အိမ်လည်းပြက်တယ်လေကျွန်တော်လည်းအပြင်းပန်းနေရတယ်ကျွန်တော်တို့အဖွဲ့အစည်းအတွက်လူ35ယောက်ဆုံးသွားတယ်40ကျော်လောက်တန်းရတယ်တွေလည်းတထောင်ကျော်လောက်ဟိုပျက်စီးသွားတာပေါ့လေဆိုတော့အဲ့လိုရှိတော့ကိုကိုတို့ကနဲ့ကိုပေါ့တိုးတော်လည်းပဲ28 29မှာပါတီတောင်နေလို့တစ်ဖက်ကလည်းလူလူတောင်တယ်ကျွန်တော်ထားဆောင်တာပေါ့ဒီမှာကျွန်တော်အများကြီးဆောင်ရွက်ခဲ့တာရှိပါတယ်ဒါတော့ကျွန်တော်အခုအကျဲ့ချက်ပြောတာပို့ပါဦးဒီမှာအဟာဒါနာကိစ္စတွေတွေးလူတဲ့ကိစ္စတွေ လူချင်းလိုအပ်တဲ့ပစ္စည်းတွေဒါတွေခဏတိုင်ကျွန်တော်လုပ်နေတာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကလက်ရှိမြေပြင်မှာခံစားနေရတဲ့လူတွေကကျွန်တော်ရောက်ခဲ့တဲ့နေရာမှာရှိနေသေးပဲဖြစ်တာပေါ့ပြည့်ပြည့်စုံအောင်မဖြစ်ဘူး long term plan သွားတာကသွားတာတက္ကနာပေါ့လောလောဆယ်နော်ကာလတော်မှာ quick win ရမယ်ဟာလေးတွေကိုစဉ်းစားပြီးတော့ timeline နဲ့ပါတဲ့ time frame တခုချစေချင်တာပေါ့ဥပမာအခုဒီမှာဒါ ေါင်းစရာနှစ်ခုပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းကုစားခြင်းက first priority ပဲဒါပြီးမှပြန်လဲထောင်မအောင်လုပ်ရမှာဘူးအဲ့တော့ကုစားတဲ့အခါမှာပေါ့ကျွန်တော်က priority တွေဘလို့ခွဲမလဲခုနကဥက online ပြောတော့ပါပြီတတ်တဲ့ကျွန်တော်ပို့အသေးစရမှာမာဗျူအရဥစားပြရမှာလည်းရှိတယ်ခနစ်လက်ရှိဖြစ်နေတဲ့အထက်မှာဘေးဥစားကအသိရေးကြီးတယ်ကျွန်တော်ဘယ်ကိစ္စအသိရေးကြီးတယ်လဲစေုံလုံးကိုနေအရင်လဲဖို့လိုတာလားတော့တာမန်လူလူရန်စားတဲ့အိမ်မတက်ဖို့လိုတာလားအစွတ်ဝန်းနဲ့ကျွန်တော်ရုံးရောက်ဖို့လိုတာလားစသဖြင့် ဒါတွေကိုအတိအချာပြန်ကြည့်ပြီးတော့အဲ့ဒီမှာ priority ခွဲတာတွေကိုများများများဆန်လုပ်လို့ရမလားကျွန်တော်ကပြောတာလည်းလောကလူတာခက်မှာပေါ့ဗျာနော်ဒါလေးတစ်ချက်ကျွန်တော်စဉ်းစားကြည့်ကြပါတယ်အဲ့ဒါ different ထွက်ပြီဆိုလို့ရှိရင်တော့ပတ်စံလို့ပြီပေါ့ဘာနာငွေလို့ပြီပေါ့ဘာနာငွေကလည်းနိုင်ငံတော်ဘာနာရှိတယ်လေနောက်အခြားသောလုံနိုင်တဲ့နည်းတွေအများကြီးပါပြောသွားတယ်အများကြီးနော်ဟိုကျွန်တော်တို့ဟိုစဉ်းစားထားတယ်အများကြီးဒါတွေကျွန်တော်ထပ်မပြောတော့ပါဘူးဟိုနိုင်ငံကဒေါ်လာကြီးလည်းရှိတယ်နိုင်ငံကဒေါ်လာကြီးမှလည်း ဟလာအထင်များအမှန်မှန်ဖြစ်အောင်ဆိုရဆရာမကြီးကိုယ်တိုင်ပြောသွားရဲရှိတယ်ဒါတွေကိုအကုန်ချုပ်လိုက်လို့ရှိရင်ခုန priority လိုက်လောက်ရမယ်လူငန်းစဉ်တွေပေါ်လာမယ်ဒါတွေကိုလွတ်နိုင်မှုအတွက်ဘန္တန်ကူကြီးတွေပေါ်လာမယ်ဒါဆိုရင်တော့ဘယ်ကာလလောက်မှအချိန်တို့အတွင်းမှာဘယ်လူငန်းတွေပြီးစီမယ်ဆိုတဲ့ဟာကိုများနိုင်ငံတော်ဆိုတာ political commitment အနေနဲ့ပေးနိုင်တယ်ဆိုရင်ပုံများသိမလားလို့ကျွန်တော်ကဒီလိုစဉ်းစားတယ်အဲ့ဒါဆိုရင်တော့ခုနဥက္ကဋ္ဌနိုင်ဦးလို့ပြောသလိုပဲလေဒါအစိုးရတစ်ခုမှလည်းအစိုးရတစ်ခုမှလည်းတာဝန်ရှိတာမဟုတ်ဘူး ကျွန်တော်လူသားအလုံးမှာတောင်းကြည့်တယ်ခါရတာလည်းအလုံးခါရတာဟုတ်အဲ့ဒီလိုဆိုရင်ဒီပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့ NGO တွေရှိတယ်ကျွန်တော်နိုင်ငံရေးပါတီတွေရှိတယ်ကျွန်တော်တို့ကဘယ်ကဏ္ဍကူပေးရမလဲကူပေးမှာပေါ့နော်အသိပညာမှာ awareness လုပ်တဲ့အပိုင်းညပညာရမှာပါပေါ့ဗျာပညာရမှာပါတဲ့တန်မှာ awareness လုပ်ပေးရတဲ့ပုစာတွေကျွန်တော်က grass level တိရှိတယ်လေဒါတွေကျွန်တော်ဘာဝင်လုပ်ပေးရမလဲဒါလည်းကျွန်တော်နိုင်ငံတော်ဆော့တခါလေအကြံပြုနေတဲ့ဒီပညာရှင်တွေကိုလည်းကျွန်တော်တခါလေ ခရီးပေးပါတယ်လာကျွန်တော်ဒီမှာရှိတဲ့နိုင်ငံပါတီတွေစူပါ54ပါတီရှိတယ်ကျွန်တော်ဝိုင်းပြီးတော့ကျွန်တော်ဘယ်ကဏ္ဍတွေမှာဘယ်လိုဆောင်ရွက်ပြရမလဲဘယ်လိုအတိပေးပြရမလဲဘာပြောပြရမလဲစာရေးပြအိုက်စာဖတ်ပြမယ်ဗျာဒါပြဒါမျိုးတွေကျွန်တော်ကကူပေးနေပါတယ်လို့တစ်ချက်ပြောနေပါတော့သူကြက်ချက်ကပြန်လဲကူစားခြင်းမှာကျွန်တော်အတွေ့အကြုံရပါတော့အခုကျွန်တော်လိုက်ကြည့်တဲ့ခါကျတော့အခုကတော့လူပုဂ္ဂိုလ်နဲ့ပတ်သက်လို့ပြောတော်တာရှိတယ်ဟိုအရာဝတ္ထုနဲ့ပတ်သက်လို့ပြောတော်တာရှိတယ်စိတ်ပိုင်းဆိုင်ရာရှိတယ် trauma ဖြစ်တဲ့လူတွေအများကြီးပဲအများကြီးပဲနော်ကျွန်တော်ကျွန်တော်မိသားစုဒီပြင်လင်းကျွန်တော်မိသားစုထဲမှာအသက်60လောက်ရှိတဲ့ဟိုတယောက်ပါတယ်အခုချိန်ထိသူကောင်းအိတ်မပြောဘူးအိမ်မှာတခုကြကွဲသူသူလန့်ပြီးတော့အေးဟာနှုတ်ပြီးထပ်ပြေးမလို့ဖြစ်တယ်ဒီလိုဖြစ်တယ်နောက်ကျွန်တော်တငယ်ချင်းရဲ့ဒီဝင်းကြီးတွေရပါပဲတငယ်ချင်းရဲ့ကျွန်တော်မြီးတွေနဲ့တူကြောက်တက်တဲ့ကလေးတွေအခုမိုးချင်းသားကြိုင်းကိုထွက်ပြေးတဲ့အော်တဲ့ထရောမာရတဲ့ကလေးတွေဒီလိုပဲကျွန်တော်တောင်ငူရောက်တယ်ဟိုချက် ဟိုဒီလိုပေါ့ပြင်းပြီးတော့ခြောက်ပြတ်သွားတယ်သူတို့ကျွန်တော်တို့တွေ့တဲ့အခါမှာသူတို့ဒဏ်ရာနာလို့မဟုတ်ဘူးစိတ်ခံစားချက်တွေဖြစ်နေအဲ့ trauma trauma ရနေတဲ့လူပုံကိုယ်တွေကခုနဟိုဝကြီးတို့ကြီးပြောသွားတာ3900ဘလောက်တေဆုံးတာရှိတယ်လေ9149ဒဏ်ရာရတာရှိတယ်အင်ဂျင်ပေါင်း6000လောက်ပျက်စီးတယ်အဲ့တည်းမှာ trauma ရနေတယ်ဘလောက်ရှိမလဲမသိဘူးအဲ့တော့ပြန်လဲကုစားခြင်းပါပါခုနစိတ်ပန်းဆရာကုစားခြင်းဆိုတဲ့အချက်တည်းကတော့နှစ်ပြင်ကဆူလို့မှအဖြစ်တရနေနဲ့ ထွက်သွင်းဆွေးနွေးပြီးရင်တင့်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ်ဟိုနိုင်ငံတော်အကြီးအကဲတော့အလုံးနဲ့သိတာပဲเนาะ2025ခုနှစ်ဒီဇင်ဘာနှစ်ကိုပိုင်းဘို့2026ခုနှစ်စောပိုင်းလို့ပြောတာပေါ့เนาะအဲ့တော့နိုင်ငံတော်စိုးရပြန်ဆောင်နေတယ်လည်းရှိပါပေါ့နောက်ဒီရွေးကောက်ပွဲဦးစီးကြွပါမယ် UEC เนาะဟိုပြီးတော့ရွေးကောက်ပွဲကွန်ရှင်ဘက်ကလည်းအများကြီးရှိပါပေါ့ကျွန်တော်ပါတီကလည်းလုပ်နေတာပေါ့ဒါတော့ဆိုပါတီတစ်ခုအနေနဲ့ရွေးကောက်ပွဲတစ်ခုပြီးရင်နောက်တဲ့ရွေးကောက်ပွဲမစခင်ဂျာရီယာဒါ pre election period ခေါ် ရွေးကောက်ပွဲအကျူကာလာပါရွေးကောက်ပွဲအကျူကာလာမှာလောက်ရမယ်လုပ်ငန်းတွေမှာတခုမှညာကျွန်တော်တို့ဆောင်ရနေတယ်အဆိုပါစို့ကျွန်တော်တို့ပါတီဝင်တွေကျွန်တော်ထိထိတွေ့နေတယ်ဒါကမြင်လာလက်ရှိမှာမမြင်လာရှိမှာကျွန်တော်ကလည်းဟိုလူညွှန်းရတယ်လောက်ရသေးတာပေါ့ဗျာနော်တွားပြီးထိတွေ့ထိတွေ့နေတယ်နိုင်ငံအနှံ့သွားနေတာပေါ့ကျွန်တော်မြောက်တာကျွန်တော်ဆိုရင်ကျွန်တော်ကရားနဲ့ဟိုကလည်းချင်းပဲရှိတယ်ကျွန်တော်အကုန်လုံးရောက်ပြီခဲဆိုတော့ကျွန်တော်ငါးခုလောက်ရောက်ပြီအခုဆိုလည်းကျွန်တော်ရှိတဲ့ဒုတိယဥထားတွေထပ်ပေါ်ပါပြီအောက်ပေါ်ပြီနှစ်ယောက်လုံးသွားနေကြတယ်ပြောချင်တာကနံပါတ်1ကိုပါတီဝင်တွေကိုထိတွေ့တယ် ။အောင်ပြပပြည်သူနဲ့ကျွန်တော်တို့ဟိုဟာထိတွေ့တယ်။နောက်ကျွန်တော်ပါတီဝင်တွေကိုထပ်ပြီးတော့စွန့်ရင်ပြည်နယ်တင်တာနေပေါ့။ကျွန်တော်ဓာရီပေးနေတယ်။ဒီလိုကနေလုံတော့ဟိုရုပ်ောက်ပွဲအတွက်ဂျိုဒီပစ်စင်လုံမစင်အများကြီးပေါ့။အဆင့်နဲ့အဆင့်နဲ့ကိုကျွန်တော်ဆောင်ရနေတယ်။ရုံးတွင်းမှာလည်းကျွန်တော်တို့ကအပတ်စဉ်အပတ်စဉ်အပတ်စဉ်ဟိုနိုင်ငံတော်ရဲ့အစီအမံကိန်းတွေပေါ်မှာကျွန်တော်ဆွေးနွေးတာပေါ့။ ဘယ်လိုလုပ်ရင်ပို့ပြီးတော့တင်မလဲဆိုတော့ဒါကျွန်တော်အတွင်းဆွေးနွေးပွဲတွေပါဒါတွေလုပ်တယ်လို့ပဲကျွန်တော်တို့အပတ်စဉ်ကြာပြီးတယ်မှာ book review ဆိုပြီးတော့စာအုပ်တုပ်ကိုထုတ်လုပ်ပြီးတော့ဆွေးနွေးတာရှိတယ် brainstorming ပေါ့ brainstorming knowledge sharing ဒီလိုမှနေလုပ်နေပြည့်လုပ်နေတာတော့အပြည့်ပဲကိုယ်စလဲကတော့ကျွန်တော်တို့အခု mess အခုပေါ့ဟိုရုပ်ကပွဲ commission ကအမိတ်ထွက်မလာသေးဘူးလေ mess ဆန္ဒနယ်မြေထွက်မလာဘူးကျွန်တော်တို့ကတော့မပူနဲ့ကျွန်တော်မှအင်အားအပြည့်ရှိတယ်ဟုတ်ကဲ့ပူတော့မှပူပူနေသေးတယ်เนาะအခုကျွန်တော်လောလောဆယ် လောလောဆယ်ကိုယ်စားလှယ်အရင်ချင်းတတ်မှတ်ချက်တွေလည်းထွက်မလာသေးဘူးထွက်မလာသေးဘူးတော့ကျွန်တော်တို့ကအရင်ဟာလေးကိုပဲကြည့်ပြီးတော့အဲ့ဒါကိုဆိုပါစို့ညနေတပြူပါမင်းတို့၄ရက်၅ရက်ရန်ထားပရမဒုတိယတတိယစတုထားရဲ့လို့မင်းတို့အဲ့လိုအတမနဲ့ရန်ထားအဲ့စင်းလေးမင်းတို့ဒို့ပေးတို့ကဟိုတတိယပိုစကူနဲ့လူလက်ကထောက်ကမှုရှိပြီးကျွန်တော်ဆွေးနွေးမယ်ပြီးတော့မှတို့ဆိုးဖြတ်ပြီးဒီလိုပြောရတာဆိုကျွန်တော်ကတော့ကိုယ်စားလှယ်ပြည့်ရှိပါတယ်ညာလုံးပြေကိုဝယ်မှာပါတယ်ညာလုံးပြေကိုပြိုင်မှာဟုတ်ကဲ့ဒီကလေးမက်ဆန္ဒနေနေရှိတယ်လောက်ပေါ့နော်ရှိတယ်လောက်ပေါ့ တုံကြုံကြီးကတော့ဟိုအတိကနိုင်ငံတော်ကာကွယ်ရေးနဲ့လူမျိုးရေးအဖွဲ့အစည်းတွေကဆောင်ရနေရတာပေါ့ဆောင်ရနေတာပေါ့ဗျာဒီကတော့နိုင်ငံတော်လုံခြုံရေးတို့ကာကွယ်ရေးတို့ဆိုတာကျွတ်တက်လက်ချက်တစ်ခုပဲဗျာเนาะဟလာအခုချက်ချင်းဟလာဟိုပြည်တန်ခတ်တန်ညတ်သွားအောင်လုပ်နိုင်တဲ့ဒီတွေလဲရှိတာပေါ့နိုင်ငံတော်မှာရှိပါဘာလားဟုတ်တယ်မလားအခုချက်သာရပြန်ပြီးတော့ဖောက်အောင်လုပ်လို့ရတာရှိတာပေါ့ဒါတော့ဒါတော့နိုင်ငံတော်ကလည်းရဲရဲတင်းတင်းတိုင်းပြည်ပြည်ဒီကာလမှာလုပ်ပဲလို့ဆောင်ရွက်ခဲ့တာဖြစ်တာပေါ့ကျွန်တော်တို့ကတော့ လူကြီးကတော့ကိုလူကြီးကိုပေါ့ဗျာဂယုဂယုစိုက်သွားတာတွေ့လို့ကြံတာမရှိပါဘူးကျွန်တော်ကဂယုဂယုစိုက်သွားရတယ်နောက်အချို့ဟိုသွားလာတဲ့နေရာတွေမှာတချို့တိလာရှိတယ်မတိလာရှိတယ်သွားနေတော့ကျွန်တော်တို့တော့ချော့ကျွန်တော်သွားနေတယ်ဒီလိုပါနောက်နောက်တစ်ခုအောင်လို့ဒါပြရဟိုဒီဘဝစနစ်လေးရတယ်အော်ဒီစနစ်ကလည်းလူကြီးရဲ့ဟိုအသေးချာမကျင်ညာသေးဘူး FPTP နိုင်သူအကွယ်ကူစနစ်လားပြရလို့ခေါ်တဲ့ဟို proportion proportionate representative အဲ့ဒါမကျင်ညာသေးဘူးကျွန်တော်တို့ကတော့ဒီနှစ်ခုလုံးအတွက် ါတီတွေကိုအသိပညာပေးထားတာဒါတွေကျင်ညာတော့ကျင်ညာတိုင်းတုံဆောင်းမှာပေါ့ရုပ်ကပွဲကွန်ပျူတာထွက်မလာသေးဘူးလေအဲအခက်ခဲတော့မရှိဘူးတမီးဟိုလူတွေကတော့နိုင်ငံဘက်ကိုတိတ်စိတ်ဝင်ဆောင်ဆိုတော့ဖြစ်နေပါတယ်အဲဒါကြောင့်လဲကျွန်တော်ရက်ဆွဲတော့မိနေတယ်ကျွန်တော်တို့32ပါတီလေမမှတ်ပြီးတော့32ပါတီကြောင်းမှာပေါက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတယ်ဆွေးနွေးကြတဲ့အထက်မှာဘာပါလဲဆိုတော့လူတွေကိုမဲပေးရေးကမ်ပိန်းပေါ့ဘယ်ပါတီကိုမဲပေးမှာပြောတာမဟုတ်ဘူးမဲပေးဖို့လိုတယ်မဲဆိုတာကဟလား အကျိုးကတော့အသေးကြမဲရပြခေါ်တယ်အဖကတော့အုံနောက်တရလာတယ်မဲအုံနောက်နဲ့စစ်စစ်သားပြီးလာတယ်မဲဒါကလက်ရှိကိုယ့်ဘဝအတွက်ကိုကိုယ့်နောက်မှာရှိတဲ့ကိုယ့်မျိုးဆက်တွေကိုအရေးကြီးတယ်အဲ့တော့မဲပေးဖို့လိုတယ်ဆိုတဲ့အတိအပြုဖြစ်အောင်ဝိုင်းလို့ကြကြိုးစို့ဆိုတော့အဲ့လိုဆွေးနွေးခဲ့တာရှိတယ်ခုနပြောတာမှန်ပါတယ်လောလောဆယ်တော့နိုင်ငံရေးဘက်မှာမဲပေးဖို့ကိစ္စမှာသူတို့စိတ်ဝင်စားတယ်စိတ်ဆင်းရဲတာနေ့တိရောကိစ္စတွေပိုအရေးကြီးတာ哦ဒါပေမဲ့ကျွန်တော်နိုင်ငံဒါမှမဟုတ်ဒါကြောင့်မလို့အဲ့ဒီတော့ကဟိုရွက်ကောက်ပွဲရဲ့ခေါင်းဆောင်ကနိုင်ငံရေးပါတီများအခမ်းအနားပြစ်တည်ရေးဆိုပြီးကျွန်တော်မမှတ်မိပါတယ်ပါနော် အဲ့အဲ့ကျွန်တော်တို့ကျွန်တော်32ပါတီပေါင်းပြီးတော့နိုင်ငံရေးကဏ္ဍကိုလူတွေသိအောင်ဘယ်လိုလွတ်ကြမလဲခက်တာကိုအချို့ကလည်း property နဲ့မလုပ်နိုင်ဘူးပေါ့ဗျာအချို့ကလည်းကျွန်တော်တို့ကခြေဝိုင်းလေးတွေပေါ့ခြေဝိုင်းလေးနဲ့ပြောရဆိုရတာရှိတာပေါ့လုပ်ပါလေကျွန်တော်တို့အဲ့ဒါတော့ကျွန်တော်တို့ကအခွင့်အရေးရရင်ရတယ်လို့ပေါ့နော်ဒီမိုကရေစီလမ်းကြောင်းကိုတွားမယ်ဆိုရင်ရွက်ကောက်ပွဲကမဖြစ်မနေဖြတ်သားမယ်ကိစ္စလေရွက်ကောက်ပွဲမရှိလို့ဖြစ်မှာမဖြစ်ပဲအဲ့တော့ရွက်ကောက်ပွဲဒီခင်ဗျာစိတ်ပါတီဖြစ်စီပါပါတီဖြစ်စီ အဲ့လားဟိုဒီမိုကရေစီလမ်းကြောင်းကိုသွားပြီဆိုရွေးကောက်ပြောက်ကရှိကိုရှိရမယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ်ကဘဲပေးရေးကမ်ပိန်းလို့နော်ဟိုနိုင်ငံရေးအခက်ခံတာကိုမြင့်တင်ရေးလို့ဆိုတဲ့ဥစ္စာတွေပေါင်းပြီးတော့ပါတီတခုလည်းမဟုတ်ဘဲနဲ့ပေါင်းပြီးတော့မဲဆွဲတာမဟုတ်ဘူးကိုယ့်ပါတီကိုမဲပြပလို့ပြောတာမဟုတ်ဘူးပေါင်းပြီးတော့လူတွေဒီဟာဒီဒီဒီရွေးရွေးကောက်ပြောကိုစိတ်ဝင်စားလာအောင်ရွေးကောက်ပွဲရနိုင်ငံတခုမှရှိကိုရှိရမယ်နိုင်ငံတော်ကြီးကလည်းပြောပြီလေဒါကိုကျွန်တော်ဒီကမ်ပိန်းလုပ်နေစနေပါပြီ